အားလုံးပဲမင်္ဂလာပါရှင်။အလင်းငါကျော်စာဆရာကြီးသခင်ကိုတော်မိုင်းတိဖြတ်သည်။ဘိုးကျောင်းစံထုတ်တီးဆိုတဲ့ဝတ္ထုလေးကိုကျမဝိုင်းစံတင်းမှမျှဝေပေးပါရစီရှင်။အပိုင်း7အခန်း25တိမ်ဖုံသောလပမာ ဤဆောင်မရှင်ဦးအောင်မြင့်မှာကွယ်လွန်သူဗိုလ်ချုပ်အောင်ဆန်းဤရင်းနှီးဆုံးမိတ်ဆွေတဦးဖြစ်သည်ဦးအောင်မြင့်နှင့်တခင်တင်ဦးတို့မှာတခင်ဘွားကပင်ဗိုလ်ချုပ်အောင်ဆန်းဤပြောမနာဆိုမနာမိတ်ဆွေရင်းများဖြစ်ကြသည်ဦးအောင်ဆန်းမကွယ်လွန်မီကလေးကကျင်ပခဲ့သောသတင်းစာဆရာများအစည်းအဝေးတွင်ဦးအောင်ဆန်းကကျောက်အကြောင်းသူတို့နှစ်ယောက်သာကောင်းကောင်းသိတယ်ဟုပြောဆိုခဲ့ဘူးသည်ဤဆောင်ပါမှာဦးအောင်မြင့်ဤဆောင်ပါပင်ဖြစ်သည်တိမ်ဖုံးသောလပမာ ။ဦးချုပ်ွယ်လုံးမီဟုပြောဆန်ကြလိုက်သည့်နေ့တစ်ပိုင်းနှင့်ကျွန်တော်၏အနီးတွင်ကဲ့၍ဘုံကြပြီးပြင်းထန်စွာမြည်ဟီးပောက်ကွဲကမိโกလုံးတွေပိတ်ဖုံးမှောင်မဲသောတကယ်သူထင်မှန်းလိုက်မိတော်သည်။ဖလက်ရပြေခန့်လုံလုံတတိလှစ်ကလဟာပြင်ကြီးကဲ့သို့ရှိနေရမှတဖြည်းဖြည်းဖြင့်တရေရေထင်မြင်ပေါ်ပေါက်လာရသည်မှာကရခင်နှစ်ပေါင်းများစွာမှယခုအထိ ဟိုကျုံနှင့်အတူ နေထိုင်လုပ်ကင်စားတော့သွားလာပြောဆိုရပုံများပြီးဖြစ်ပေသည်တိုးစိတ်ထဲတွင်ထင်းအောင်မြင်အောင်ပေါ်ပေါက်လာရတော့လေတာယာသောနေ့လေနေကင်းတွင်မြင်တွေ့ရသောအချင်းရများကဲ့သို့မဟုတ်ပဲတိမ်ဖုံးသောလာရအောက်တွင်ညှူရေအုပ်ဆိုင်နေသည့်ကြားမှမြင်ရသောအရိပ်အယောင်ကဲ့သို့ပင်ဖြစ်ပေသည် သခင်အောင်ဆန်းတက္ကသိုလ်ကျောင်းသက်ကျောင်းတော်သားပင်ဖြစ်တော်လေ cosmetic hair cream တို့နှင့်ဝေစား အုပ်စင်ပင်ထွတွေ့ဟုအမတူသောစုတ်ဖွားဖွားသပင်ကျမ်းပေဆိုသော ကော်လံမပါသည့်ပင်နီရောင်မွဲရှက်လက်တို့အရောက်မပါသောကျင်းနီရောင်ဗန်ကောက်လုံးကြီးကိုတိုတိုဝစ်ဆင်ပြီးအမီပိုင်းပါလျက်ရှိသောလင်းရင်ပြန်ဖနက်နှင့်သခင်ပေါ့ဆာကိုအောင်ဆန်းကိုပြန်၍မြင်အောင်မိသည်ညနေထားမှရှူတိုတိုပင် တက္ကသိုလ်ကျောင်းသာဆို၍ယုံနိုင်စရာအလင်းမရှိသည့်သခင်အောင်ဆန်းကိုတက္ကသိုလ်ဘကိုးဆောင်တွင်စတင်တွေ့ရပေသည် သူကဒီလိုထိုအချိန်မှစ၍သခင်အောင်ဆန်းနှင့်မကြခဏတွေ့ရပေသည်တို့ဗမာအစီယုံသူမကြခဏပေါ့၍ပေါ့၍လာတတ်သည်သခင်တန်းထွန်းသခင်ဆူနှင့်ကျွန်ုပ်တို့သုံးဦးနေသောအိမ်သူလည်းလှဲ့၍လှဲ့၍လာတတ်သည် သူနှစ်တနေ့တခြားပို့၍ရင်းနှီးလာလေလေသူ့ဟာကြည်ညိုလာလေလေ ဖြစ်တော်သည်လေတခြားမဟုတ် ကျွန်ုပ်တို့နှင့်တွေ့ဆုံ၌တခြားစကားကိုမပြောလွတ်လပ်ရေးအကြောင်းဟုသာပြောသည်나이ရှိသည်များလွတ်လပ်ရေးအတွက်အမြဲတမ်းအလုပ်လုပ်ဖို့စိတ်သာစောနေသည်သူမှလွတ်လပ်ရေးအတွက်စိတ်စောလွန်အားကြီး၍သာတခြားသူများကခေါ်လင်ကြားခြင်းမှကြားသည်သူများပြောလင်ဂျူးတဆိုင်နားထောင်ခြင်းမှထောင်သည်သူဘာသာသူစဉ်းစားနေသည်သာဖြစ်သည်ထိုကြောင့်ပင်မိတ်ဆွေရင်းများကပင်သူအားဟန်ကြီးဖန်ကြီးလုပ်သည်တွေးကြည့်သည်ကြွားကြသည် ။ဦးကြောင်ကြောင်နိုင်သည် အုံနောက်ကျဲနှင့်ကျင်းနေသည်ဟုအမျိုးမျိုးအထင်မှားအမြင်များဖြစ်ကြသည်။သူ့အကြောင်းနှင့်ဆက်လင်း၍အဖြစ်ပြက်ကလေးကိုပြန်၍မြောက်လျက်ရှိရပေသည်။တနေ့သောတခင်ဘူးဂျပန်ဒေါ်လန်ရေးအတွက်အိန္ဒိယပြည်မှမြန်မာပြည်သို့လေရင်ပြန်နှင့်အလားလေရင်ပြန်ပြကြ၍သိဆုံးသွားရရှာသူ။တခင်ဘူဒီကျွန်တော်နှစ်တခင်တန်းထွန်းလို့စီတို့ဒေါ်ကြီးမော်ကြီးနှင့်ရောက်လာသည်ဟေ့ကိုဘူဘာဖြစ်လာတာလဲဗျ ဟုစီး၍မေးကြရာတခင်အောင်ဆန်းမော်ကျွန်တော်သူ့ကိုကနဒီဒဲလ်တောက်မှာချောင်းချာချာနဲ့တွေ့တယ်တွေ့လို့ဟဲ့တခင်အောင်ဆန်းပဲလေဘိုက်စကုတ်ကြည့်မလို့လားကျွန်တော်နဲ့အတူတူကြည့်မယ်လို့နှုတ်ဆက်တယ်သူကခက်တီတီလူကိုကြည့်ပြီးခြာကနေလှည့်ထွက်သွားတယ်လူတွေအများကြီးထဲမှာတိတ်ဆက်စရာကောင်းတာပဲဟူရှူရှူရှာရှာဖြစ်နေတဲ့ဖြစ်ကိုဘိုကလည်းဗျာသူ့အကြောင်းအသိသားနဲ့ဝိုင်းဝန်းဖြောက်ဖြားလိုက်ရသည် ်နောက်တနေ့မနေ့သူကိုယ်တိုင်ပေါ်လောက်ဒီနေ့တပြိုင်နဲ့ဟဲ့သခင်အောင်ဆန်းမနေ့ကခမည်းကိုကိုဘိုကဦးကြောင်ကြောင်လှုပ်လှုပ်လိုက်လို့ကိုဘိုတော့ပွားနေတယ်ဟူပြောရာသခင်အောင်ဆန်းမှာကျွန်တော်ပြောစီကိုအရှင်းသားမလဲပဲပါလဲကွာဟူဆိုနေပြန်၍အချိုးချောင်းပြောတော့မှငါသူနဲ့မတွေ့ပါဘူးဟူပြန်၍ဖြေလေသည်ဒီဘက်မှာအစီအုံနိုင် တက္ကသိုလ်ကျောင်းတွင်အေးလူလူစာသင်နေရာမှလွတ်လပ်ရေးစိတ်ဆောမှုဖြင့်အငငယ်အပြက်ပြက်နေရသောသခင်ဘဝသို့ဒုံလုံးနှလားရောက်ရှိလာလိမ့်မည်တို့ဗမာအစည်းအုံအမြဲတမ်းလှုပ်သမားအတွင်ရေးမှုအလုပ်ကိုလက်ခံပြီးတို့ဗမာအစည်းအုံတို့ပြောင်းရွှေ့လာလေသည်ချွေးနဲ့တင်းတင်းတင်းထွက်နေသောလွှာချင်းဆောင်တစ်ချဲကျေးညော်လိုက်၍မာ၍နေသော မှုများထွက်နေသည့်နေရာကထွက်နေသောမှုရကောင်းတို့ဖြင့်ဖုံထက်ထက်တက်နေသောကျမ်းပြင်တွင်စာအုပ်ပုံကြီးငယ်သတင်းစာဟောင်းအမြင်များကပက်လေဝိုင်းပြီးအမဲမခါမရှင်းသည့်အရာထက်တွင်အိတ်ကလမ်းဘေးဆိုင်တွင်စားကတောက်ကနှင့်ပင်လွတ်လပ်ရေးတိုက်ပွဲကိုတဲတဲမဲမဲလုပ်လေသည်သို့သောတခါတခါတွင်ကပိုင်အမဲကြနေသည့်အပေါင်းဖော်များတွင်အဆန်ရှိမရှိနားမလဲ ဟေးငါဘာစားကျင်သည်ဟုပြောပြောဆိုဆိုထက်ကသူဝင်ကျင်သည့်ဆိုင်ဝင်ပြီးစားကျင်တာတွေစား၍အတူပါလာသူအပေါင်းအသင်းများမှပတ်စံမရှိ၍ကြောက်ကြခဲ့ရပေါ့မှ မရေတွက်နိုင်တော့ပြီတခါတခါလဲပတ်စံမရအရာခြေခိုင်းပြီးရုပ်ရှင်ပြခိုင်းတတ်သည်ရုပ်ရှင်ကြည့်သည့်အခါလဲအတန်းမရှောင်းတမတ်တန်းကလည်းတိုးခွေ၍ဝင်သည် ပြနေစဉ်လဲတမရသူဝင်ကြည့်ခြင်းဝင်ကြည့်တတ်သည် ကြည့်နေရင်းကလည်းစိတ်မထင်ကတပိုင်းတစားနဲ့ထွက်သွားတတ်လေသည်ရုပ်ရှင်ကြည့်ရင်လည်းသူသဘောချပါက အာရပါရဝါးကနေရေချလိုက်လေသည် ပဝင်းကျင်ကိုခူးမဆိုင် သူများရဲ့လူရဲ့ကျဲမှရဲ့သည် သူရဲ့လင်လဲသူတယောက်တည်းရဲ့တန်းသာထူထူခြားခြားထွက်လာတတ်လေသည်ရေနစ်စင်ကပြန်၍မြင်အောင်ပါသည်သည် အချိန်ကဗမာနိုင်ငံလုံးဆိုင်ရာចောင်းသားများကွန်ဖရစ်ပဋိမျိုးရင်ကျင်းပါပြီ မော်တင်ဆွန်းတို့နေရာသည်စခန်းထွက်ခဲ့ကြသည် တခုသောနက်နက်လင်းအားကြီးတွင်ကျွန်တော်တို့လူပေါင်း14ရာစည်းကြရခိုင်ရာတို့ထွက်တခါသွားကြသည်လမ်းတွင်တောင်ကျဆောင်တစ်ခုကိုဖြတ်ကူးနေကြရင်တောင်ကြရီလာရ14ရောက်နဲ့3ရောက်သားရေကူးတက်၍တခင်အောင်ဆန်းတခင်တန်းထွန်းနဲ့ကျွန်တော်တို့ရေနှစ်ကြတော်သည်ထိုအခါအားလုံးမျိုးလုံးပြူမျက်စံပြူဖြစ်နေကြရမှာတခင်ဗဟိန်ကွယ်လွန်သူဥဇော်ဝေ ကာယဗလာနှင့်အခြားတအူတို့ကကဲ၍သာတက်တာတော်သည်တဖက်ကန်းတို့ရောက်သောအခါအားလုံးမင်ရေအောင်ကြောက်ခြင်းများထိခိုက်၍ဒဏ်ရာနှင့်အများရရှိကြရာသခင်အောင်ဆန်းခြေတော်မှလည်းရစရာမရှိအောင်အရှအနာများအစင်းများထင်နေတော်လဲနေဘူးကျဲကျဲတဲတောင်ပြင်တွင်မင်းကြီးမတော်လျှောက်၍တော်လီသည်တပုံထားရမည် စီကြရပါသူရောက်တော့အခါဟုံကြီးเจ้าနေနနက်စာစားပြီးရွာသူရွာသားများအားတရားဟောလေသည်ဤတွင်မှ လွတ်လပ်ရေးကိုလက်နက်ကင်တော်လန့်မှသာရမည်ကျုပ်တို့တပုံထားရမည်ဟုတခင်အောင်ဆန်းအတိအလင်ဟောပြောခဲ့လေသည်တပုံထားမှလွတ်လပ်ရေးရမည်ဟုဒေါမန်ပါပါဟောလိုက်တဲ့ကြားရသဖြင့်ထိုဟာကစတိတစ်ပြန်ပြန်ထခဲ့ရာ ယခုတိုင်းတွေးမိကချက်သိမ်းထရပါတော့သည်စီကြရွာတွင်ဟင်းအမျိုးပေါင်း30ကျော်နှင့်စားတော့လာကြရာအပြန်တွင်တခင်အောင်ဆန်းတက်တွေလျှော့သဖြင့်အတော့ကို အလူးအလဲခံလိုက်ရသည်သည် သူကတက်လျှော့စီမှာခဏခဏပင်တန်ရောစီမရှိအောင်နွားတွေလူ1938ခုနှစ်လောက်ကအိန္ဒိယသို့သွားကြသည် ်တင်မောကုန်းဘတ်ပေါ်တွင်ခေါ်တော်ကလာများကောရင်ဂျီကလာများ မိန်လာသိန်းကလာများနှင့်အတူကြော်ရော်နော်နော်သွားကြရသည်တခြားသူအလုံးအလိုလိုအဖို့မတ္တိစရာကြီးဖြစ်နေတော်လဲသခင်အောင်ဆန်းမှဘာမှကြည့်မဆိုင်တတိထာမိဟံမတူ စကားဝိုင်းဖွဲ၍ပြောကြတိုင်းလူငယ်လူရွယ်တိုင်းနိုင်ငံရေးကို အမြဲတမ်းလှုပ်ဖို့လူတယ်ဒီလိုလှုပ်ဖို့လဲတန်ရောစင်မရှိမှဖြစ်မယ် တန်ရောစေမရှိအောင်နွားတွေလိုဝှေ့တင်ထားရင်ကောင်းမယ်လို့ပြောခဲ့လေသည်တခင်အောင်ဆန်းကသူ့စိတ်ထဲရှိသမျှပြောချလိုက်သည်ချစ်နိုင်သည်မဖြစ်နိုင်သည်ကို သူခယူမဆိုင်လွတ်လပ်ရေးအတွက်ဘာမဆိုလှုပ်ချင်သည်လှုပ်သည်ပျောက်သွားပုံအိန္ဒိယအသွားပြန်လဲလမ်းတစ်လျှောက်လုံးခဏခဏဝင်းလျှောသည်ဖြင့်အလူးလဲခံရရှာသည်တော်တော်လေးတချမ်းမှမကြီးတော့ခဲ့ အိန္ဒိယမှပြန်လာကြပြီးနောက်ဗမာပြည်တွင်လွတ်လပ်ရေးတိုက်ပွဲပို့မှုပြင်းထန်လာရာသခင်တန်းထွန်းသခင်ဆူကိုဗိုင်စာတီလှုပ်ဖို့ကင်ပတ်များတယောက်ပြီးတယောက်အဖမ်းခံရသည့်ကြားမှသခင်အောင်ဆန်းပျောက်ချင်းမှလပျောက်သွားတော်သည်ခွေးမသားစထဲဝင်ထိုးနောက်မှကဂျပန်တို့မြန်မာပြည်ဝင်လာသည့်အခါသူ့အားဗိုဒေဇအဖြစ် ပြန်ရိပ်တွေ့ရသည် ကျွန်တော်လဲတော့မှရန်ကုန်သို့တက်လာပြီး သူ့အား ဒီဘုံကုတ်တွင် စစ်ဝတ်စင်စားနှင့်တွေ့လာရသောအခါသူကကျွန်တော်အားတုံတုံမှုံမှုံကြီးကြည့်နေသည် ကျွန်တော်ကဘူတေဇနေကောင်းရဲ့လားဟုစကားဆလိုက်သည်နှင့် တပြိုင်နက်အာဘူတေဇလည်းခွေးမသားစစ်ထဲဝင်ရမည်ဟုပြန်၍နှုတ်ဆက်လိုက်သည်ကိုယခုတိုင်ကြားရလျက်ရှိပါသေးသည်ထို့နောက်သခင်အောင်ဆန်းသခင်တင်ဦးယခုအစိုးရတန်လွင်ဌာနအစီအစဉ်လက်ထောက် တရေပါအေးယခု အလန်ဒီကွန်မြူနစ်ပါတီခေါင်းဆောင်တို့ဂိုးဒန်ဗဲလီတွင်အတူနေထိုင်ကြသည်တနေ့နနက်သူအိယာထတွင် ကျွန်တော်ကမုံရထောင်ထဲတွင်ရှိသည်တခင်တန်းထွန်းတခင်ဆိုးနှင့်အခြားရဲဘော်များကိုတွားထုတ်ရန်လက်နှင့်နှင့်လူပေးဖို့ပြောသည့်အခါခွေးမသားမင်းတည်ခြင်းသလားသူတို့လည်းသူတို့ဘာသာထွက်လာကြမှာပေါ့မင်းမတော်ရဘူးဟုပြက်ပြက်တတပြောလေသည် ကျွန်တော်လဲအာအသိန့်တလို့ကြည်နေစဉ်ဒီပြင်လူတွေကြီးလှုပ်ပို့လိုက်မယ်မင်းလိုက်မသွားနဲ့ဟုလေโจကလေးနှစ်ပြောတဲ့ကိုယခုတိုင်နားမှမထွက်နိုင် မမေ့နိုင် ကြားရောက်နှရက်ပင်ရှိပါသေးသည်ထို့သော ကျွန်တော်အပေါ်ကျွန်တော်စိတ်ရှိတော်လဲသခင်တင်ဦးသခင်ဘာ၏ကျွန်တော်နှင့်သူမျက်နှာချင်းဆာမီတိုင်းခွေးမသားတွေမင်းတို့စစ်တိုက်ရမယ်ဟုအမြဲပြောလေရှိသည်သူနှင့်အယံ တညတော့ကျွန်တော်တို့ဘိုးဆက်ကြအိမ်ရောက်သွားကြသည်ဘိုးဆက်ကြတို့အိမ်တွင် သခင်တင်ယခုလေယာဆိုင်ပြိုးရေးဝင်ကြီးနောင်လင်းကြီး ကွယ်လွန်သူတထုံခရိုင်ဝင် သခင်လင်းကြီးတို့ရှိရာအားလုံးကလည်းစစ်ဘိုးဆိုရင်အရက်တော့ရတယ်ဟုပြောပြောဆိုဆိုသခင်အောင်ဆန်းအဝိုင်း၏အရက်တိုက်ကြတော်သည် ပထမတော်မသာဇွညင်းနေသည်သည် နောက်မနေနိုင်တော့စစ်တိုက်မှာပဲတောက်မယ်ငါတောက်မယ် ဟဲဟဲဟုဆိုကတခွက်မောလိုက်လေသည် မော်ပြီးသည်နှင့်တပြိုင်နက်မင်းတို့ဥစ္စာမကောင်းဘူးနံလဲနံပူလဲပူတယ်ဟုမှတ်ချက်ချလေသည်ဘိုးဆက်ချာသခင်သည်နှင့်နောင်လင်းကြီးတို့ကောက်မှုကြောင့်သုံးလေးခွက်လောက်တောက်ပြီးနောက်သူ့ကိုအတင်းတိုက်ရမလားဟုဆဲသည်နောက်ငါအိမ်ပြန်မဲဟုပြောပြောဆူဆူဖပြန်လေသည်အိမ်ရောက်သောအခါငါမူးတယ်အိမ်မဲဟုပြောကား အိတ်ယာဝင်လေသည်ခဏမျှငြိမ်နေပြီးအိပ်ပျော်သွားသည်ဟုထင်နေစဉ်ဟေးခွေးမသားအုံမြင့်တင်ဦးငါမူးတယ်အဲ့လိုမရဘူးငါအမူးပြေအောင်လုပ်ပေးကြဟုအော်တော့သည်ကျွန်တော်တို့ဝင်သွားသောအခါတကြီးတင်အိမ်ထားပြီးငါအမူးပြေအောင်လုပ်ပေးကြ ခွေးမသားတွေဟူဒကြိန်နေကြိန်တွေရေရေချိုးပြတောက်သွားမှာပဲဟူပြောလိုက်သည်နေတပြိုင်နဲ့စင်ကာစင်ကာကြိန်တော်သည်တခင်အောင်ဆန်းမှာရေကိုခုနှစ်ရက်ရှစ်ရက်ကြာအောင်ချိုးခြင်းမှချိုးသည်အမြင်မတော်၍အခြားလူများကအတင်းချိုးခိုင်းမှချိုးတက်သည့်အလေးထားမှမပြောင်းထို့နောက်မှသူအားတခင်တင်ဦးနှင့်ကျွန်တော်နှစ်ယောက်တွဲ၍လမ်းလျှောက်နေရတော်သည်နောက်တနေ့မနက်အဲ့ရထခါတိုင်းထံနောက်ကြပြီး ဲ့ရမှနိုးလင်နိုးခြင်းခွေးမသားတွေငါမူးနေသေးတယ်ဟုမနှက်ခင်းနှုတ်ဆက်လိုက်လေသည်။နောက်ဗမာတက်မတော်ဖွဲ့လေပြီ။တခင်တင်ဦးတခင်ပါရေးနှင့်ကျွန်တော်တို့စစ်ထဲမဝင်ရေးခွေးမသားတွေစစ်ထဲဝင်ရမယ်ဟုတကြိမ်နဲ့ကြိမ်နေသည်။တခင်အောင်ဆန်းကစစ်တပ်ကြီးကြီးကျယ်မှလွတ်လပ်ရေးရမည်။စစ်တပ်ကြီးကျယ်မှလွတ်လပ်ရေးအစစ်ခိုင်မည်ဟုတထေကြယုံကြည်သည်။စစ်တပ်ကြီးကျယ်မှုကိုစ조사သည်။ လောက်ခဲ့သည်ဒေါခင်ကြီးနှင်းကျွန်တော်နေတို့ထွက်သွားပြီးပြန်လာသောအခါသူ့ဆေးရုံတွင်ရောက်နေလေပြီတခင်တင်ဦးနှင့်ကျွန်တော်သူ့ခန်းထဲဝင်သွားကြရာဟိုခွေးမသားတင်ဦးကိုငါမိမဟုလက်စွပ်ဝယ်ခိုင်းထားတာမရဘူးမင်းဝယ်ပေးရမယ်ဟုစကားဆလေသည်ကျွန်တော်လည်းသူကျေနပ်အောင်ဝယ်ပေးပါမယ်ဟုပြော၍ဟဲ့တင်ဦးအုံးမြစ်ကိုပတ်စံပေးလိုက်ဟဲ့ကောင်လက်စွပ်ဝယ်ဖို့နော်ခွေးမသား မင်းတော့မပြစ်လိုက်နဲ့ဟူဟူတဆက်သေးပြောလေသည်ထို့အခါဆီယမကလေးတယောက်ကဆေးခွက်ကရင်ဝင်လာရာမတော့ဘူးမတော့ဘူးဆီယမတော်ခင်ကြီးတိုင်းမှာတော့မယ်ဟူခေါင်းတစ်ခါခါပြောသည်ဖြင့်ဆီယမကလေးကပြုံးပြီးလှဲ့ထွက်သွားလေသည်တဖက်ခမ်းမှဦးကျော်ငင်းယခုပြည်ထရေးဝင်ကြီးကမြင်မြင်ရအောင်လုပ်ပေးလိုက်စမ်းပါဗျာဟဲဟဲဟူထုံးစံအတိုင်းလေအေးလေးပြော့ကလေးနှင်လှမ်း၍နောက်လိုက်လေသည်ထို့နောက် ကျွန်တော်တော်သူပြန်သွားရာသခင်အောင်ဆန်းဒေါခင်ချင်းနှင့်လက်ထက်တီတခြင်းကိုကြားရလေသည်ထိုစဉ်ကသခင်အောင်ဆန်းမှလွတ်လပ်ရေးအတွက်စင်ရဲပြင်းမှန်းကြီးစွာဂျိုးပန်း၍အတော်မကျမ်းမှမှဖြစ်နေရာဒေါခင်ကြီးဤဂိယုတဆိုင်ကြီးစုကြီးစုပြုစုမှုကြောင့်သာ နလန်ထူလာခြင်းဖြစ်ပေသည်သို့မဟုတ်ကတဆောင်ဆောင်နှင့်ထိုစဉ်ကပင် လုံလုံလဲဖွဲ့ရာရှိတော်သည်ဒေါခင်ကြီးဤဂျေစုကြောင့်သာယခုကဲ့သို့လွတ်လပ်ရေးကိုဆက်လက်ဂျိုးပန်းနိုင်ခြင်းဖြစ်လေသည် သို့သောလွတ်လပ်ရေးအတွက်တိုက်ပွဲဝင်နေရင်းနှင့်ပင်လွတ်လပ်ရေးမရခင်လမ်းခုနှက်လိုက်ပင်ရန်သူလက်ချက်ဖြင့်အသက်ဆုံးရှုံးရလိမ့်မည်တော်လန်ရေးအပြီးထို့နောက်ဂျပန်ကိုတော်လှန်ကြလိမ့်မည်အင်္ဂလိပ်ပြန်ရေးဝင်လာပြီးမကြမတင်ပင်သခင်အောင်ဆန်းဘိုလက်ယာယခုကောက်ကရေးဝင်ကြီးမျက်နှာဖြူစစ်ဘိုနှင့်စစ်ဘိုကလေးအချို့ဟင်္ဒရာတို့ရောက်လာတွေ့ခြင်းမှသူနှင့်ကျွန်တော်ပြန်တွေ့ရသည်ကျွန်တော်နှင့်တွေ့သောအခါဟစ်ကောင်ခွေးမသား မိဒီမှာဘာလုံးနေလဲစစ်ထဲဝင်ရမယ်။ငါနဲ့လိုက်ခဲဟုခေါ်ပြန်သည်။ရုံထိုင်သည်နေကျွန်တော်ရန်ကုန်သို့ပြန်၍ရောက်လာသောအခါ၌ကသူ့အားနေမညမှာအလုံးလုံးနေရသဖြင့်အေးအေးလူလူရေရွှင်းပတ်ရွှင်နေခွင့်မရပေ။သို့သောဖဆဖလာအစိုးရအဖွဲ့မှစ၍ရုံထိုင်သည့်နေ့ည၌ညနေတွင် အတွင်းဝင်များယုံလှေကားအစင်း၌သူနှင့်ဘုထွန်းလှကိုတွေ့ရာ အစိုးရလုပ်ရတာမနှိပ်ဘူးကွာအုံမြင်ရဟူညင်းညူးညူညူးရှုံကမေကပြောပြီး ကားပေါ်သို့တက်သွားသည်ကိုယခုတိုင်းကြားရအောင်မြင်အောင်လျက်ရှိတော်သည်ပြီးလက်ပြန်ကွန်ဖရင့်၌ပြီးလက်မှပြန်လာပြီးကညာသူ့အိမ်တွင်သတင်းစာဆရာများကိုဖိတ်ခေါ်ကရှင်းလင်းပြောပြလေသည်ရှင်းပြပြီနော်အတီးတီးထား၍ပြန်ကြစဉ်ကျွန်တော်အနီးသို့ကပ်လာပြီးဟဲ့ကမင်းကဘာနားလဲလို့သတင်းစာထဲမှာ တော်ရီတောင်ကြီးနဲ့ထဲရတာလေဟူမျက်နှာသားနဲ့ပျော့ပျော့ဆူဆူသူ့လက်ထဲရှိ လန်ဒန်တိုင်းသတင်းစာကသတင်းစာခေါင်းနှင်ရိုက်လျာအနီးရှိပုဂ္ဂိုလ်များကအံ့အားသင့်နေကြသည် နောက်မှ ခွေးမသားမိတနေ့လာခဲ့အောင်ဟဲဟဲဟူရေတော့မှအားလုံးကြက်တည်တည်နေရမှဝိုင်းရည်ရေနိုင်ကြတော့သည်တခင်အောင်ဆန်းကဝင်ကြီးဖြစ်လို့လဲဟန်မကြီးစက်တိုင်မလုံးသူ့သဘောရိုးအတိုင်းပြောဆိုပြောနေဆိုနေဆက်ဆံနေကြအတိုင်းပင် သူဤဇသိန်းထို့နောက်တဖန်ဆိုးရအသည့်ပြန်လဲပြင်ဆင်၍ဖွဲ့မိနနက်ကသူ့အိမ်တွင်သတင်းစာဆရာများနှင့်ဝင်ကြီးများဆုံကြပြန်သည်ထိုနေ့နနက်ကခုနိုင်ကွဲတသာလောက်သူ့ကလေးအထွေဆုံးအနှိမ့်စရောက်သွားသည်ဖြင့်ဧည့်သည်တွေရှိမှပင်အိမ်ပေါ်မှချသွားရလေသည်သို့သောဧည့်သည်များအနက်တဦးနှစ်ဦးသာတည်သည်ဆရာချူကွယ်လွန်သူဒီတို့ဥပါချူကစုတ်တသက်နှင့်ရှိတော်သည် နမိတ်သိမ့်မကောင်းကြောင်ပြောရှာသေးသည်။သို့သောသူအားကလေးသေး၍ဘာမှမထီခိုင်မတုံလို့သူ၏လုံငယ်များကိုခါတိုင်းလှုပ်ပြင်းရှင်းရှင်းလင်းလင်းပြောပြခဲ့ရှာလေသည်။သူစာတာထို့နောက်ကျွန်တော်နှင့်ကိုသိန်းသဝနာတို့သည်ဆရာချိုဤစကားကိုသာစိတ်တွင်တုံးတွင်တွင်ဖြစ်ကမကြခဏသူအကြောင်းကိုပြောရသည်။တနေ့ညနေခင်းတွင်သခင်အောင်စန်းတော်ခင်ကြီးနှင့်ကလေးတွေပါဗဟန် ပလာဒါဆိုင်၌တွေ့ကြသည်ဟန်ကြီးပန်ကြီးမလုတ်တဲ့သောသခင်အောင်ဆန်းသည်ပလာဒါဆိုင်၌ကလထိုင်မော်တွင်ဒုတဖက်ထောင်ဝေးထိုင်ကပလာဒါစားနေသည် သူဇာတာဆန်းလှက်အကြောင်း ကိုသိန်းကစကားဆ၍ကျွန်တော်ကပင်ဇာတာဘေးရန်ပြောပြီးသူ့အိမ်သို့လိုက်သွားကြသည်အင်းရောက်တော့အခါဇာတာကိုဒေါခင်ကြီးကထုတ်ယူလာသဖြင့်ကျွန်တော်လဲဇာတာကိုကိုင်းပြီးဟင်ခမည်းဇာတာကရေနံလဲမရှိဘူးပဲ့ရွဲ့တောင်နေပြီးဟုပြောရာ အောင်မာမင်းကဒီစားတာနာမည်ကျော်ဆရာဥထုံမြတ်ဖွဲ့ပေးတာကွာဟုရေရေမုံမုံပြောလိုက်သည်သည် သူစားတာမှာဖွဲ့ရိုးဖွဲ့စဉ်ရေရိုးရေးစဉ်အတိုင်းဖြစ်တော်လဲအလွန်အလွန်ထူးခြားချက်တစ်ခု ပါရှိသည်ကားဘုံပညာနှင့်ပြည့်စုံသောတရူသားကို မာတာမိခင်ဖွာတန့်စဉ်သည် နာမတညာခေါ်တွင်ရာက မောင်ထိန်လင်းအသက်ရာကျော်ရှည်စေတော်ဟု ပါရှိလေသည်အမှန်မှာ ဖုံးပညာဟုဖြစ်ရမည်အစားဘုံပညာဟု သူစာရာတွင် ထူထူကြကြပါရှိခြင်းကို ကိုသိန်းရောကျွန်တော်ပါ ပြော၍မဆုံးနိုင်အောင်ရှိရလေသည် သူနှင့်နောက်ဆုံးတွေ့ရသည်နီသူနှင့်နောက်ဆုံးတွေ့လိုက်ရသည်မှာကဆရာချိုဤအခန်းထဲသတင်းစာဆရာများကွန်ဖရင့်တွင်ပင်ဖြစ်သည် ထိုနေ့ကမူသခင်အောင်ဆန်းမှာတစ်ချိန်လုံးရဲကပြောကဒေါမှန်ပါပါပြောသွားလေသည်တသက်နှစ်တကူဤမြအာဇဝင်းရှင်ရှင်ရေရေမောမောကြည်ကြည်နဲ့နဲ့စကားပြောသွားသည်ကိုတွေ့ရလေသည် ပြောဆိုပြီးနောက်အသည်သည် ပြန်ကြသောအခါကျွန်တော်လည်းသူ့အနာသို့ကပ်သွားပြီးမြို့ရွာလှုပ်လှုပ်ရွရွနှင့်အကာအကွယ်တွေများလှုပ်ထားရဲ့လားဟုမေးရာဟေ့အုံးမြာသူတို့ကကာကွယ်ပေးနိုင်လိမ့်မယ်လို့ မင်းထင်လားဟုနှုတ်ခမ်းနှစ်ခုစီကပြဲ၍ပြောသွားလေသည်ဤစကားများပြောပြသွားခဲ့ပြီးမှာဆ၍မြားမကြမိပင်မြမပြည်တပီလုံးကိုအုပ်ချုပ်ရသောအစိုးရဗဟုဌာနမြမပြည်ဤမြို့တော်ရန်ကုန်မြို့အလေကောင် အတွင်းဝင်များယုံပေါ်သူရန်သူတို့အတင့်ရဲရဲချင်းလေးဝင်ရောက်ကရဲရဲဆက်ဆက်လှုပ်ကြံတစ်ဖက်ချင်းကြောင့်သူ့မှာလွတ်လပ်ရေရကနီလန်းခုလက်တွင်ကြာဆုံးသွားရရှာလိမ့်မည် သူလိုရှိတော်တကယ်လို့လက်ရည်သူလိုရှိတော်ခင်မီလက်နက်များဖြင့်လုံးဝပြည့်စုံသောစစ်သားတန်းရှိစစ်တပ်ကြီးကိုဖျက်မြောက်အောင်လုပ်နိုင်ရန်ကသူအလိုရှိသောတမျိုးသားလုံးညီညွတ်ရေးဖြင့်တဲတဲမဲမဲဇွဲကောင်းကောင်းဖြင့်သူအလိုကိုဖြည့်ဆွမ်းကသူ့ကျေးဇူးကိုဆက်ကြဖို့သာရှိပေတော်တည်းအောင်မြင် ားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။နောက်ပိုင်းလေးမှာပြန်ဆုံကြပါမယ်ရှင်။